ဝမ်ချန်နယ်ကိုကြည့်ရှုနေကြသောမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောသံနေနဲ့လာစဉ်ရေရာတွေကိုထုတ်လွှင့်ပေးလေးရှိပါတယ်ကျွန်တော်တို့ဗာမင်းနေခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အဲဒီတလကျွန်တော်အေဗရီလာအေဗရီလာတလတာအတွက်ခုနှစ်သားသမီးအားလုံးတွေအယူတော်မင်္ဂလာရေရာလက်ဆောင်ကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတလအတွင်းမှာကျွန်တော်ငွေကန်ကောင်းခြင်းဘာတွေလုပ်ရမလဲအလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေအောင်မြင်ခြင်းဘာတွေလုပ်ရမလဲကျွန်တော်ကျန်းမာရေးကောင်းခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအခြေအနေအောင်ရေးကိစ္စတွေ ကျွန်တော်အဆင်ပြေအောင်မြင်ခြင်းလဲဆိုရင်ဘာတွေလူရမလဲဘာတွေလုပ်ရမလဲအဲ့တော့ဒီတလလာအတွင်းရဲ့ကျွန်တော်ကံကောင်းစေတဲ့အဆောင်ဘာတွေလဲဆိုတာကိုကျွန်တော်နေသားသမီးလိုက်ခုနှစ်သားသမီးတွေလိုက်ကျွန်တော်ဟောပြောပေးသွားမှာဖြစ်ပါတယ်အခုဗုဒ္ဓဘုရင်မွေးဖွားသူများဗုဒ္ဓဘုသားသမီးများအတွက်အေဗလာတလတာအတွက်အယူတော်မင်္ဂလာကျေးရာလက်ဆောင်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ အေဗလာတလာတာအတွက်ဗုဒ္ဓဘုရင်မွေးဖွားသူတွေဟာဒီအေဗလာတလာတာအတွင်းမှာကျွန်တော်တို့ငွေခံကောင်းခြင်းဘာလို့ရလဲဆိုတော့ကျွန်တော်အုံတညွန့်ရဲ့ရွက်လန်လေးညွန့်ရဲ့ပေါင်းပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလေးလေးနက်နက်ကတ်လူပြီးငွေကြေးကိစ္စတွေကျွန်တော်တို့ဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလာတာအတွင်းမှာပဲဗုဒ္ဓဘုရင်မွေးဖွားသူတွေဟာအလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းနဲ့ဆိုရင်ကျွန်တော်အိမ်ဖျားမှာပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကို့အလုပ်ဆိုတဲ့ကို့အလုပ်ဖျားမှာပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုနွားနို့လေးတစ်ခွက်လေးလေးနက်နက်ကတ်လူပြီးဆူတောင်းလိုက်ပါခင်ဗျာ တော့ဒီတလားတာတွင်မှာပဲအေဘီလာတလားတာတွင်မှာပဲဗုဒ္ဓဘုရင်မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းနဲ့ဆိုရင်မလုပ်အောင်လို့ဆိုတော့နိုဒမင်းအဲ့တော့ကိုယ့်အလုပ်ပါဝင်ခြင်းကကလေးတွေဝယ်ဖြစ်ဖြစ်ကိုယ့်အိမ်ပါဝင်ခြင်းကကလေးတွေဝယ်ဖြစ်ဖြစ်နိုဒမင်းကျွန်တော်တို့ကြွေးလှူပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလားတာတွင်မှာပဲကျွန်တော်တို့ဗုဒ္ဓဘုရင်မွေးဖွားသူတွေဟာအခြေအနေအိမ်တော်ရေးကိစ္စတွေအဆင်ပြေခြင်းနဲ့ဆိုရင်မလုပ်အောင်လို့ဆိုတော့ကျွန်တော်တို့အဝါရောင်အဝါရောင်နှင်းစီပန်းတပွင့်ကိုကျွန်တော် ကိုယ့်ရဲ့ဂျိုတိုင်ဖះမှာပဲအဝါရောင်နှင်းဒီပန်းလေးတပွင့်ကိုကျွန်တော်တို့မျက်စောပြားချင်းကိုရောင်မြကြီးကိုကို့ငွေနဲ့ဂျိုတိုင်မှာပဲကျွန်တော်တို့လေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလတာအတွင်းမှာဗိုလ်ထုနေမွေးဖွားသူများဗိုလ်ထုသားသမီးများအတွက်ဒီအေဘီလာတလတာအတွင်းကျွန်တော်တို့ကန့်ကောင်းစေတဲ့အဆောင်ဟာဘာလဲဆိုတော့ကျွန်တော်ဘရောင်းညွန့်လေးတစ်ညွန့်ကိုစောင့်ထားရုံပါပဲအဲ့တော့ခုနှစ်ရက်သားသမီးများအားလုံးအေဗီလာတလတာအတွင်းရောနောင်လာမယ့်လတွေရောအားလုံးအန်ရကင်းပေးရှင်ပြီးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။